နိုင်ငံတော်ဩဝါရစရိယဟင်္ဒရာမြို့ဘိုးကောင်းဆရာတော်ကြီးရဲ့တက်တော်60ပြည့်နဝရက်ယတုဝိဇာတမွေးနေ့ပူဇာနဲ့ဩဝါရခံယူပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ဟင်္ဒရာမြို့မိုးကောင်းပရိယတ်တိစာတင်တိုက်ကြီးမှာနှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့တဲ့ဆရာတော်ကြီးရဲ့ဝိဇာတမွေးနေ့မင်္ဂလာကိုအနေနဲ့အရရက်ကယဟန်တန်ကလူပုဂ္ဂိုလ်အများအပြားလာရောက်ပူဇော်ခဲ့ပါတယ်။မေလ18ရက်နေ့မှာအနေနဲ့အရရက်ကကြွရောက်လာတဲ့ကျောင်းတိုက်အသေးသေးကတန်ဃာတော်တွေကိုဆရာတော်ကြီးကိုယ်တိုင် ရိဝါတမနတ္တာတိဝိနေဆယအဆုံးဖြတ်ပို့ချပေးပါရယ်လူမျိုးဘာသာမျိုးစင်းရဲချမ်းသာမျိုးကြောက်ရောက်လာသူအလုံးကိုလည်းစတုဒေတာလူတော်လှူရမ်းပါရယ်ဆရာတော်ကြီးရဲ့မွေးနေ့မေလ16ရက်နေ့မနက်ပိုင်းမှာတော့မြတ်ဗုဒ္ဓရဲ့ဓာတ်တော်အစစ်ကိန်းဝန်ဆံပေတဲ့ဇီနာမန်အောင်စီတော်ကြီး အုံမြင့်တော်စီမင်္ဂလာအခမ်းအနားကျင်းပပါရယ်။အိနောက်တတော်60ပြည့်နဝရက်ရတုဝိဇာတမွေနေ့ပူဇာနဲ့ဩဝါဒခံယူပွဲဆက်လက်ကျင်းပပြုလုပ်ခဲ့ပါရယ်။တန်ဃာတော်တွေကိုဆရာတော်ကြီးပြုစုတဲ့ကျန်းစာအုပ်တွေလှူရန်နာ၊စာရေးတမဲလှူရန်နာ၊စွန်းစက်ကတ်လှူရန်နာတွေကိုဆောင်ရွက်ပါရယ်။စီအရော်ကြီးဟာကျန်းပြူစီအရော်ကြီးလည်းဖြစ်တဲ့နိုင်ငံတော်မှာအဆင့်အမြင့်ဆုံးဖြစ်တဲ့နိုင်ငံတော်ဩဝါဒစရိယတာဝန်ကိုလည်းထမ်းဆောင်နေတဲ့စီအရော်ကြီးဖြစ်ပါတယ် သာသနာအာဇာနည်တွေပေါ်ထွန်းရာတိပိတကဆောင်မွေးဝဲကြီးရဲ့ဩဝါရစရိယဥက္ကဋ္ဌလည်းဖြစ်တဲ့အတွက်သာသနာတော်အတွက်အကျိုးများတဲ့သာသနာဥရှောင်ဆရာတော်ကြီးဖြစ်ပါတယ်။ဆရာတော်ကြီးတတ်တော်60ကနေတတ်တော်ရာကျော်ရှေပါစေကြောင်းဥထိတ်ပန်းစင်စုမွန်ကောင်းတောင်းအပ်ပါတယ်လို့ဟိန္ဒရခရိုင်သာသနာရေးမှူးဦးသိန်းစောကပြောပါရယ်နိုင်ငံတော်ဩဝါရစရိယတိပိတကဩဝါရစရိယအဖွဲ့ဥက္ကဋ္ဌအကမဟာပဏိတအဘိဒဇမဟာရထဂုရုအဘိဒဇအကမဟာတတ္တမဇောတိက တိပိတကလင်္ကာယပရိယတိစေကဓမ္မာဓိပတိပါဠိပါရကိုပိတကတယပါရကိုနိကာယနဝပါရကိုဟင်္ဒရာမျိုးမိုးကောင်းပရိယတိစာသင်တိုင်ကြီးရဲ့ဦးစီးပဒါနနာယကကျေးဇူးတော်ရှင်တတ်တော်ရှင်မိုးကောင်းဆရာတော်ကြီးကိုမြမတက္ကရာ1298ခုနှစ်မှာဟင်္ဒရာမြို့နယ်တာစီကျေးရွာမှာဖွားမြင်တော်မူခဲ့ပြီးသာသနာတော်မှာထင်ရှားတဲ့သာသနာဥရှောင်ဆရာတော်ကြီးဖြစ်ပါတယ်။